တရားခင်ကိုရမြကြီးဒီအချိန်ပေါင်းများစွာမာတယ်လို့မှတ်ထားရအောင်နော်တတော်ဘိက္ခွေဘိက္ခုဝီရိယသမ္ပဇာနာကာရောအယံဝမာကနုသာသနိဆိုတာအချိန်ပေါင်းများစွာသွားတယ်ဘိက္ခွေငါးဤသဇာရီပြားလို့တတော်ခန္ဓာကိုယ်ဘော၌တတိရှိသည်ဖြင့်သမ္ပဇာနောပညာရှင်ရင်နဲ့ဖြစ်ဖြစ်ရှိသည်ဖြင့်ဝီရိယနေကြပါ ခန္ဓာကိုယ်တတိထားပြီးပညာနဲ့ကြည့်ပြီးနေကြပါသဘောကြခန္ဓာကိုယ်ပဲလုံးထားရမယ်တတိထားပြီးပညာနဲ့ကြည့်နေပါလို့ဒကာဓမ္မတို့ဖះကမှားတော်မူတယ်တတိထားပြီးတော့ခန္ဓာကိုယ်မှာတတိထားပြီးပညာနဲ့ကြည့်ပြီးနေကြပါအရင်ကြီးငါပြောတဲ့တတိထားပညာနဲ့ကြည့်ဆိုတဲ့သဘောတည်း ဝတ္တမကံသင်္ချေသားတို့အမကံငါဖျားဤအနုသာသနီကြီးစွာသောဆုံးမကြီးပေသည်ဆိုတဲ့ဥစ္စာသေသေးချာချာဟောပါလေဒါကြောင့်ဓမ္မတွေခန္ဓာကိုယ်မှာတတိထပညာနဲ့ကြည့်ပါလို့ယနေ့စလာတယ်ခန္ဓာကိုယ်မှာဘယ်လိုထားရမလဲပဋိထပြီးပညာနဲ့ကြည့်ပါမိမိတို့ဤကိုယောက်ျားပြန်ယောက်ျားခန္ဓာကိုယ် မိမပြင်မိမခန္ဓာကိုတတိထားပြီးပညာနဲ့ကြည့်တာတတိထားမယ်ဆိုတော့ဘာမှဖြစ်မလို့လဲလို့တတိထားဘာမှဖြစ်ပါလိမ့်မလဲဘယ်လိုမှဖြစ်ဥမှာပါလိမ့်မလဲလို့ခန္ဓာကိုတတိထားရနောက်ပညာနဲ့တတိထားရမှတ်တယ်ပေါ်လာလို့ရှိရင်ဖြင့်ဘုနေရရဒီနေရကနာဒီစိတ်ကလေးကပေါ်ဟိုစိတ်ကလေးကပေါ်ဆိုလို့ရှိရင်အဲ့ဒါပညာနဲ့ကြည့် ါပြန်တတိကိုရှိတာပညာနဲ့နောက်ကနေကြည့်ပါဆိုတော့ဘုရားသိမှာတော်မူတယ်ဆိုတာသဘောကျဘူး။ဒကာရမကခန္ဓာကိုယ်ပေါ်မှာဘယ်လိုလောက်ပါမှာတယ်တို့။တတိထားပြီးပညာနဲ့ကြည့်ပါရှင်းကြပါလား။တတိထားပြီးတော့အဲတတိထားပြီးတော့ပညာနဲ့ကြည့်ကြလို့ရှိရင်ဖြင့်တဲ့ဘုရားဒကာရမတွေမှာခန္ဓာကပြော ြောပါလိမ့်မယ်ဆိုတော့ခွန်ကြီးကတာဝန်ယူပါတယ်ခန္ဓာကဘာလို့မထင်ကြမပြောဘဲနေပါမလားမပြောဘဲဘယ်နည်းနဲ့မှမနေဘူးခန္ဓာကိုတတိသာထပညာနဲ့သာကြည့်လို့ရှင်ပြန်ခန္ဓာကကျုပ်နှိမ့်ရပါပဲလို့ပြောပါလိမ့်မယ်ခန္ဓာကကျုပ်နှိမ့်ရပါပဲလို့ပြောပါလိမ့်မယ်တရားဓမ္မတို့ရှင်းကြတတိသာပညာနဲ့ကြည့်ရင်ခန္ဓာကဘာပြောလိမ့်မယ်ရှင် ကျုပ်ဟာမိစ္ဆာခန္ဓာကိုပါပဲလို့သူကမပြောမရှိပါဘူးပြောပါလိမ့်မယ်လို့တတိချက်မှတ်ပါရှင်းကြအဲ့တော့ဒီရှိကဒကာဓမ္မတွေပြလိုက်ဩဒါယခုရထားတဲ့ခန္ဓာ၅ပါးလို့မှတ်ပါနော်ယခုရထားတဲ့ခန္ဓာ၅ပါးလို့မှတ်လိုက်စမ်းပါအခုဒီပြထားတာဘာပါလိမ့်ခန္ဓာ၅ပါးဆိုတော့အခုတရားနာနေတဲ့ခန္ဓာ၅ပါးကိုဆိုပါတယ် တခြားခန္ဓာ၅ပါးကိုဘာမှညာမရောက်ပါနဲ့ဒီခန္ဓာ၅ပါးကိုသာညာရောက်ပါဒီခန္ဓာ၅ပါးကိုဒကာရမတွေမနေ့ကပြောလိုက်ကြည်တအောင်လို့ခွန်ကြီးကပြောလိုက်ဘယ်လိုပြောလိုက်တဲ့ခန္ဓာ၅ပါးကိုချမ်းလိုက်ကြအောင်ဆိုဟဲဆိုတော့ယုံနဲ့နာမဲရှိတယ်လို့ပြောဘူးလားခန္ဓာ၅ပါးချမ်းလိုက်တော့ဘာရှိယုံနဲ့နာမဲရှိတယ်လို့တစ်ခါပြောလိုက်ယုံနဲ့နာမဲလေဒကာရမတို့ ပြန်ချမ်းလိုက်ပါဦးလို့ဆိုတော့ဒကာဓမ္မတွေမနေ့ကသင်ထားတဲ့အတိုင်းဩယုဝါလည်းအိဋ္ဌနာလည်းအိဋ္ဌဆိုတော့အိဋ္ဌသာရှိတယ်ဆိုတော့ပေါ်လာသည်အဲသတိတပညာနဲ့ကြည့်ပြီးဒီမှာဖြင့်ခန္ဓာကဘာမှမပြောဘူးမောင်ထွန်းလည်းအိဋ္ဌပဲပြောမယ်ဥက္ကမောင်ဘာပြောမယ်ထင်ခန္ဓာကအိဋ္ဌပဲပြောလို့ရှိရင်ကျွတ်တော့က အော်ဟုတ်ပါပဲတယ်လို့ပညာနဲ့လိုက်ပေးရမယ်။သတိထားလို့ရှိရင်ဖြင့်ခန္ဓာကသတိထားပညာနဲ့ကြည့်လို့ရှိရင်ဖြင့်အိဋ္ဌာပဲလို့ခန္ဓာကပြောပါလိမ့်မယ်နော်။အဲ့ဒီခန္ဓာကပြောတာကိုခန္ဓာ၅ပါးကယုံနဲ့နာမထားပါတော့။ယုံနဲ့နာလီကားလို့ရှိရင်ချုံးလိုက်တဲ့အခါကျတော့ဖြစ်ပြက်ပဲရှိတယ်နော်။ယုံမှလည်းဖြစ်ပြီးပြက်တာပဲ။နာမရောဒါပဲရှိတယ်ဆိုတာသဘောကျတယ်။အဲ့တော့ ဒီကနာကြီးကိုတရားဓမ္မတွေစောင့်ပြီးကြည့်နေတဲ့အခါကျလို့ရှင်သတိလေးနဲ့စောင့်တာသတိလေးနဲ့စောင့်ထားတဲ့အခါကျတော့ပညာနဲ့ကြည့်လိုက်သတိနဲ့စောင့်တဲ့အချိန်ကျတော့ခန္ဓာကိုယ်ကရသလိုလိုယံသလိုလိုရွှေ့ယံသလိုလို ပြောင်းကျင်သလိုလိုစိတ်ကလေးတွေကောပေါ်ပြီပေါ်ပြီးတော့ဒါလေးတွေကောအမြဲခိုင်ကန့်တည်တတ်မှလားအမြဲခိုင်ကန့်မတည်တတ်တော့ဥက္ကမောင်တို့ပြည့်စုံမသွားပဲဘူးပြည့်စုံပါ ပျက်စီးသွားတဲ့အခါကျတော့ကိုတတိထားတဲ့ပုဂ္ဂိုလ်ဖြင့်ပညာနဲ့ကြည့်လို့ပျက်စီးတာပညာကသိပါတယ်တတိမထားတဲ့ပုဂ္ဂိုလ်မှာခလုတ်တဲ့လို့ဆူးချက်သွားတာတောင်မှလမ်းဆူးချက်သွားတာတောင်မှဥက္ကမောင်အိမ်ကြမှာသိတယ်မှန်ပါပါအဲ့ဒါကဓမ္မတွေဘဒောဘိက္ခုဘိက္ခုဝိရိယသံသနာကာရောယံဝမာကာနုသာသနီလို့ဘုရားခင်ကိုရမေကြီးကအဆုံးမထားတဲ့တွင်တဲ့ဓမ္မတို့သည် ဒီကံကြီးကိုသေချာစိုက်ပြီးဒီကလာကြည့်ပါတတိထားနေပါတတိထားပြီးဒီကလာနေတော့မှာပဲဘုရားယာဒီကယံဒီကနာဟိုစိတ်တွေပေါ်ဒီစိတ်တွေပေါ်ပေါ်လာတာဟူသည့်ပြက်ဖို့ကြီးမှာအဲ့ဒီပြက်တာလေးကိုဒကာဓမ္မတွေကနောက်ကမဲ့နဲ့ကြည့်ပေးပါသဘောကျမဲ့နဲ့ကြည့်ပေးလိုက်တော့မဲ့ကငါးပါးနဲ့ကြည့်ပေးလိုက်တာပေါ့ကြည့်တယ်လို့ဆိုလို့ရှိရင်ခမည်းတော်လောကီမဲ့ရပြီးတော့အောင်းနေပြန်မလား ရှိတယ်ဆိုရင်ပဲလောကီနဲ့ရပြီဆိုတော့သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝသမာသတိသမာသမာဓိဆိုတဲ့မဲ့ကငါးပါးရဘယ်နဲ့ကြောင့်ရပါလိမ့်မလို့ဆိုတော့ဟောဒီပฏิကလည်းထားလို့သမာဓိဋ္ဌိဆိုတဲ့ပညာကလည်းမြင်ပါတယ်မြင်တော့ဒီကဏ္ဍကိုကြည့်ရအနိစ္စပဲဆိုတော့အနိစ္စပဲပေါ်အနိစ္စရှိလို့အနိစ္စပဲပေါ်လာတာပဲဥက္ကမုံကြီးဘယ်လိုဆုံးရချက် अनिसा चीलो अनिसा बोला रहा गो क्या रोगा यह बोला ले बोला ले मैं कले बोला ले मैं सुराहुबे अनिसा चीलो बारे बोला रहा चलोगा अनिसा लोग अती वो ये चीज मैं कहना बाबा वैलो वो ये चीज वाले अनिसा लोग अती वो ये ကောင်းပြီဒါပြန်အိဋ္ဌာရှိပြီအိဋ္ဌာသိလို့ရှိရင်ဖြင့်သူကအိဋ္ဌာဒီဘက်ကမက်ကဆိုတာဆူတောင်းလို့ရတာလားစောင့်ကြည့်လို့ရတာလားဟောမက်ဆိုတာဘာပါလိမ့်မလို့မေးတော့မှစောင့်တာကတတိကြည့်တာကပညာစောင့်တာကကြည့်တာကဒါဖြင့်စောင့်ကြည့်တဲ့အခါကျတော့ဘာတွေ့ပါလဲရှည်တယ်လက်တွေနားတွေနှာခေါင်းတွေတွေ့သလားတဲ့ မျက်လုံးသာမှိတ်ရှုခြေလက်တန်းသာကောင်းမတွေ့ဘူးဖြစ်ပြက်ပဲတွေ့မယ်မျက်လုံးမှိတ်ရှုရမှာနော်မျက်လုံးမှိတ်ရှုတော့ဗာလိတွေ့ပါမယ်ဖြစ်ပြက်ပဲတွေ့တာဖြစ်ပြက်ဗာလိလို့သုံးတော့ဗာခေါ်ကြဗာလိလို့သုံးတော့အိစာဒါဖြင့်ခန္ဓာသည်ကမောင်တို့မောင်ထွန်းလိုက်တို့အိစာရှိရဲ့အိစာပြတာအိစာရှိတာ ਨੇ အဲအိဋ္ဌာရှိလို့အိဋ္ဌာပြတဲ့ခါကျတော့ဘုရဲ့အိဋ္ဌာရှိတို့ကသိပေးလိုက်လို့ရှိရင်ဖြင့်အိဋ္ဌာကအိဋ္ဌာသိတာကမက်ကဆိုတာဖြစ်သွားတာအိဋ္ဌာကသိတာကအိဋ္ဌာကသိတာကအဲ့ဒါတရားဓမ္မတွေအလုံးတရားတွေအလုံးဖြေတာကိုနှုတ်တဲ့ဉာဏ်ကိုလောက်အောင်မှာနှုတ်တဲ့ဉာဏ်ကိုလောက်အောင်မှာပြင်းပြင်းနဲ့မနေနဲ့

ဒါခိုက်ကြမ်းကြမ်းပြောတယ်လို့မောင်းမလိုက်ပါနဲ့ကို့ဖြစ်ဆိုတာကဒီတဲ့ကြီးတယ်အောင်မေပါကို့ဖြစ်ဆိုကဒီတဲ့ကြီးတယ်ဆိုတာရှင်းနပ်ဗလားအဲ့တော့ဘုန်းကြီးတို့ဓမ္မတွေပါမျက်စိနှစ်ကွင်းအလင်းရပြီးသိစေခြင်းလို့ပါဒီတရားကိုဟောနေတယ်ဆိုတာကိုခြေခြင်းနဲ့တော့သဘောကျဒါရင်ဒါဖြင့်ဓမ္မတို့ခန္ဓာကိုယ်ထဲမှာအရှိနဲ့အသေးကဲအောင်လုပ်ပါဆိုတော့ဖြင့် ရှေ့ပိုင်းမှာဝိပဿနာလေးအစ်စ်ကိုရှင်နည်းကိုသင်ပေးပါမယ်နော်ရှင်နည်းကိုသင်ပေးမယ်ဆိုတော့ဓရမတွေဒီနေ့စိတ်ကိုပြောင်းပြီးစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကစိတ်ရှုရမယ်လို့ဆရာဘုန်းကြီးကလမ်းခင်းခဲ့တယ်နော်ဒီနေ့ဗာပြမယ်ထင်ကြစိတ်တန်ဥပါဒနာပြလိုက်မယ်ဓရမတွေဒီနေ့ဗာပြမယ်ထင်စိတ်တန်ဥပါဒနာပြမယ်ဆရာဘုန်းကြီးကဒီနေ့ကတော့ ဝေဒနာ అను ပါဒနာပြတယ်အဲဝေဒနာ అను ပါဒနာကဒကာရမတို့တဏှာစိတ်များတဲ့ပုဂ္ဂိုလ်ဝေဒနာရှိပါရှင်းမလားလူကျင်ရောက်ခြင်းမှုများတဲ့ပုဂ္ဂိုလ်ဘာယူအောင်ကောင်းပြီကျွတ်တော့ရဖို့ကရင်မရှိဘူးကိုသားကိုသမီးနဲ့မခွဲရပြီးတာပဲဒါကဒိဋ္ဌိအကြီးသဘောကျလားကိုယ်ကိုယ်ပင်မမဆိုးနေတဲ့ပုဂ္ဂိုလ် ကိုယ်ကိုယ်ကိုကလုံးမရီစွန့်ရှိပါသည်၌ဆိုတဲ့ပုဂ္ဂိုလ်မျိုးကကိုယ်ကိုယ်ကိုယ်ပေါ်မှာကိုယ်ကိုယ်တော့ပြန်အထင်မှန်နိုင်မှုဆိုတဲ့ပုဂ္ဂိုလ်ကဒကာဓမ္မတို့မှတ်ထားပါကိုယ်စိတ်ကိုယ်ကိုယ်တော့အထင်မှန်နိုင်မှုဆိုတာကဒိဋ္ဌိများသဘောကျဒါဖြင့်တဏှာများတဲ့ပုဂ္ဂိုလ်မှာဥက္ကမောင်ဖတ်လိုက်စမ်းဝေဒနာနုပါဒနာပေရှင်းမလားတဏှာများတဲ့ပုဂ္ဂိုလ်ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်စိတ်ကံနုပါဒနာရှိရမယ် ဒဂရမတို့ဒါလေးနှလုံးမမှတ်တတ်ကြမှာလောဘအမနာအာရှိတဲ့ပုဂ္ဂိုလ်များပါရှိရဝေဒနာနုပါဒနာရှိရမှာနော်ဒိဋ္ဌိအမနာများတဲ့ပုဂ္ဂိုလ်များစိတ်တဏုပါဒနာရှိရမယ်ဆိုတော့ဒါဖြင့်ဒဂရမတို့ယနေ့စိတ်တဏုပါဒနာရှိဖို့နှီးပေးမယ်ဆိုတော့မှတ်ရတယ်နော်ကဲစိတ်တဏုပါဒနာရှိရမယ်ဆိုလို့ရှိရင်ဖြင့်ဒဂရမတို့ရွယ်ပါတယ် မျက်လုံးနဲ့မြင်တဲ့အခါမြင်စိတ်ပဲဘာမြင်မြင်မြင်စိတ်ပေါ်ရတာမှတ်ပြီနော်နားနဲ့ကြားတိုင်းကြားတိုင်းဘာစိတ်ပေါ်လဲနှာခေါင်းနဲ့နားတိုင်းနားတိုင်းလျှာနဲ့စားတိုင်းစားတိုင်းစားစိတ်ပေါ်တယ်ဆိုတော့ဒါသူ့နေရာနဲ့သူပဲဒီနေရာပေါ်ဒီနေရာချုပ်လိုက်မယ်လို့မှတ်ထားတာပေါ့ဒီနေရာပေါ်ဒီနေရာပြက်လိုက်မယ်လို့မှတ်ထားတယ်ဆိုကိုယ်ပေါ်ကြတာတခါဓမ္မတွေတခါတည်းခံစားရတဲ့စိတ်လေးပေါ်လာအကြိုက်စိတ်ကလေးကမပေါ်ဘူးလားတခါတည်းကြတာကိုယ်ပေါ်မခံကျင်တဲ့စိတ်ကလေးကော မခံပါတဲ့စိတ်ကလေးဒုက္ခတာတံကာဝိညာဏဒုက္ခတာတံကာဝိညာဏဆိုတော့ကိုယ်ပေါ်မှာဧည့်သည်စိတ်6စိတ်လို့မှတ်လိုက်ရမယ်ကိုယ်ပေါ်မှာဧည့်သည်ဆိုတာစောစီစီမှတ်ထားပါဒကာရမတခါတလေမှပေါ်ဒီ6ခုကဘယ်နဲ့လဲတခါတလေမှပေါ်သောကြောင့်သူ့ဘယ်နဲ့ဆိုမလဲဧည့်သည်စိတ်ဆိုတာသိညာကြလားကောင်းပြီဧည့်သည်ပဲမြောက်ပါလေအဲ့ဒါ ပြင်ဘက်မှာပေါ်တဲ့ပြင်ဧည့်ရဲ့၆ရောက်လို့ဒကာရမတွေမှတ်ထားကြအောင်ပြင်ဧည့်ရဲ့ဒါလုံးသိမိနော်ဒကာရမတွေဘာဟောနေတာပါလဲအလုံးသိနေတာတဲ့အလုံးမပိုင်နိဗ္ဗာန်မရောက်ဘူးဆိုတော့သိနေတော့ခင်ဗျားတို့အလုံးမပါလို့ရှိရင်ခန္ဓာအရှင်ကပြတ်ပါခန္ဓာအရှင်ပြန်နိဗ္ဗာန်ရပါ အဲ့ဒါကြောင့်ဒကာရမတွေဒီနေ့စိတ်တန်ဥပါဒနာစတင်တယ်ပြီးတော့မှဝိဆတ်ကိုပြောပါမယ်။ကဲရင်ပြင်ရတယ်ပဲညောက်ပါလေ။မြင်စိတ်ကြားစိတ်နာစိတ်စားစိတ်ရစိတ်ရံစိတ်ကောင်းစိတ်ဒါပြင်ရတယ်ပဲညောက်။ရှင်းပြီ။ပြင်ရတယ်ကဧည့်တယ်လို့ဆိုသဖြင့်ဘုန်းကြီးတရားဓမ္မတွေကဩော်ဒါတွေတစ်ခါတလေမှပေါ်တဲ့တရားတွေပါလားလို့မှတ်ပါနော် ပြန်ပဲခြောက်ရောက်မှလည်းဟောဒီတစ်ခုပေါ်နေကျန်တဲ့ငါးခုမပေါ်ပါဘူးရှင်းမလားတစ်ခုပဲရှိရမှာပဲနော်ဥက္ကမောင်ဘယ်တစ်ခုရှိရအောင်ကဲဒါပြန်အတွဲတယ်လေဒကာဓမ္မတွေပြောပါဦးမှာအတွဲတယ်ကလောဘဒေါသမောဟဒါကအတွဲမှာပေါ်ဟရိယဝတ္ထုပေါ်မှာပေါ်သောကြောင့်အတွင်းရဲတယ်လို့မှတ်တယ်နော်အရောဂါဆိုတာခင်ဗျားတို့ကုသိုလ်ပြုကြတယ်အရောဂါဆိုတာမေတ္တာထားတဲ့စိတ်တွေတပည့်ကြ အဲ့တော့ဝိရဂဓမ္မလေပြည့်တယ်6ရောက်အတွင်းရဲ့တွေကဘယ်နှစ်ရောက်ပဲအဲအတွင်းရဲ့တွေက9ရောက်လို့မှတ်တယ်နော်လောဘဒေါသမောဟအလောဘအဒေါသရှင်းမလားအမောဟမထည့်ဘူးဘာဖြစ်လို့အမောဟမထည့်သူရှိရမယ်တရားဖြစ်နေလို့မထည့်ရှင်းမလားအမောဟမထည့်တာကရှိရမယ်တရားဖြစ်နေလို့သူ့ကိုမထည့်သေးဘူးတဲ့ဒါဖြင့်တရားဓမ္မတွေ ရှင်းတဲ့ကဘယ်နည်းအောင်အတွင်းတဲ့ကခရင်ဒါဖြင့်အာလုံးနဲ့မှတ်မိအောင်ဒီဥစ္စာဓမ္မစိတ်ပါလေမြေစိတ်အာလုံးဖြေကြပါဓမ္မလေဒီဘက်ကဒီဘက်ကဒီဘက်ကစာစိတ်သွားကြလားဒါကရာစိတ်ရံစိတ်ဒါကကောင်းစိတ်ဘယ်နှမျိုးရှိပါလဲအဲ့ဒီ၆ခုကိုဘယ်နဲ့ခေါ်ကြမလဲပြင်းရတယ်၆ခု ရှင်းကြပါလားဓမ္မတွေဒီ၆ခုကခေါ်ကြမယ်ပြည့်ရတဲ့၆ယောက်ပြင်မဲ့မှာပေါ်လို့စာနဲ့မသုံးပါနဲ့တဲ့ခမည်းတော်အမြင်နဲ့သုံးပါစာကတော့ဒါအစ္ဆရိကယရဏလို့သုံးကြလိုက်ပြီနော်စာနဲ့မသုံးနဲ့စာနဲ့မသုံးပါနဲ့ခမည်းတော်နီးနဲ့ခမည်းတော်သင်ညာနဲ့ခမည်းတော်ရှုရမှာခမည်းတော်ပညာနဲ့ခမည်းတော်ရှုရမှာဒါပြင်မဲ့မှာပေါ်တယ်ဒါကဝန်နဲ့ဟာရိယသူ့ဘောပေါ်တာကဒီဟာလေးကဘာပါလဲလောဘဒီဟာလေးကဘာပါလဲဒီဟာပါပါ ဇီယပါပါလိမ့်ဒီဘက်ကအာရောဂအာလောဘဆိုတာခမရုပ်ပြုတဲ့ကုသိုလ်စိတ်အာရောဂဆိုတာခမရတော့နေတိုင်းပို့နေတဲ့မေတ္တာဒါတွေပေါ်လာလဲအတွဲ့ဧပဲဘယ်နှစ်ယောက်ပါလိမ့်အတွဲ့ပဲ9ယောက်ဆိုတော့သိကြမလားကောင်းပြီအိမ်တယ်9ယောက်လို့မှတ်လိုက်ပါနော်အိမ်တယ်ကဘယ်နှစ်ယောက်အိမ်တယ်9ယောက်ဆိုတာဒကာရမကြီးရှင်းပြီးပြောပါတယ်လေကိုထွန်းအောင်အထုတဲ့စိတ်ဟာ အမြဲတမ်းရှိသူများမရှိရင်သူအမြဲရှိရလေကိုဝင်အောင်ရှက်ယူတဲ့စိတ်ရောအမြဲတမ်းရှိတော့ကြောင့်သူတို့နှစ်ယောက်ကတဲ့အိမ်သေးစိတ်နှစ်ခုရှင်းမလားဒီနှစ်ခုကဘာပါလဲဒါပြင်ပြင်းတယ်အတွင်းပဲအင်းအိမ်သေးဒါသေးရှာမှတ်တာဒါသေးရှာမှတ်တာဒကာရမတို့ဒီနေ့သတင်းတွေလည်းဖြစ်တယ်ခမရတို့အဲ့ဒီတော့အခုပြထားတော့ ဒကာသမားတွေ6ကဲ9ရဲ့ပေါင်းတော့ဘယ်လောက်တော့7ကဲ2ကဲပေါင်း73ပဲခင်ဗျားတို့ရှုအောင်73ကိုဘုရားပြောခဲ့တယ်အမောဟဆိုတာနဲ့ခင်ဗျားတို့ကဒီကနေပြီးဒီကလာရှုပေးရမယ်မဂ္ဂ9ပါးနဲ့ရှုပေးရမယ်မဂ္ဂ9ပါးဆိုတော့အမောပြတ်ထမ်းတယ်နော်သဘောပါကြဒါပြင်73ကို9နဲ့လိုက်ရမယ်ရှင်းမလား73ကို9 အဲ့ဒါဒကာဓမ္မတွေအိုးများလိုက်တာဗျာ73ပေါ်တဲ့ဥစ္စာတပည့်တို့ကနားနဲ့လက်ရမယ်ဆိုတဲ့ဥစ္စာကတော့နားလာလဲခင်ဗျားတို့ကအထုတ်လဲရတာမဟုတ်ပါဘူးတဲ့ဒကာဓမ္မတို့ဘုရားပြက်တာမြင်လိုက်လို့ရှင်ဒီကငားအလိုလိုဖြစ်နေတာလို့မှတ်ထားမှာနော်ခင်ဗျားတို့ကငားခုနဲ့လက်ရမယ်လို့ဆိုတဲ့ဥစ္စာသဘောကျပါလားဒါတော့ဖြင့်73ရှိတယ်ဒကာဓမ္မဟောဒီက တဲ့နံပါစပေါ်တယ်ဆိုတော့ဆိုကြပါစို့မြင်စေကလေးစပေါ်တယ်နော်မြင်စေကလေးစပေါ်ရင်မြင်စေကလေးဘာလို့ပါ့မလဲဖြစ်ပြရှုအာမောနဲ့ရှုပဲမြင်စေကလေးဘာလို့ပါ့ဖြစ်ပြရှုဆိုတော့ဒါမြင်စေကလေးကဖြစ်ပြရှုပြီးဒီကလာဖြစ်ပြမဲ့ဆိုတော့တစ်ချိန်ကိုက်မတော်ဘူးလားအဲ့တော့ကိုက်သွားတဲ့အခါကျလို့ရှိရင်နောက်ပဲဆွေးမှမပေါ်ဘူးဆိုရင်အတွင်းပြန်လှည့်ပါရှုစေကြိုက်စေသဘောကျသူတို့ကပြန်လှည့်ရှု ဒကာဒီကြားထဲမှာဖောက်ပြီးဒကာလားဒကာဓမ္မတွေကဥမရားစီရံစီကလေးပေါ်တယ်ဆိုတော့ကိုယ်ပေါ်လှည့်ရှုလိုက်ကြဒီရားတဲ့နေရာရှုလိုက်သဘောကျလားရားတဲ့နေရာမှာရားတဲ့စီကလေးကကိုယ်စီကလေးကဖြစ်ပြီးပြတ်တာပဲလို့ရှုလိုက်ရားတယ်လေမရှိတော့ဘူးဗျာဘယ်ဟာရှုအောင်မသိဘူးဆိုဒီပြန်ကောက်ရှုစိတ်ရှက်ရှိပြန်ကောက်အဲ့တော့အားရှိတယ်ရဲ့ဒါကြောင့်ဘုန်းကြီးရဲ့စာအုပ်ထဲမှာလည်းဒကာဓမ္မတွေပေါ်တယ်တဲ့ ဘင်းဘူးအင်းကြီးရတရားဓမ္မတို့လမ်းမှာခင်ဗျားတို့တို့ဘူးတော့အဝိုင်းကြီးဆိုတာမသေးကြဘူးလားဘင်းဘူးကအလဲကနေမဆောင်ဘူးလားဒီမှာလည်းမက်ကအလဲကနေဆောင်ဘောရယောက်သူကနေဆောင်တာကျိုးလုတ်တဲ့အချိန်ကိုဘင်းဘူးကမလိုက်ဘူးလားဘာလို့လဲတော့ဟိုမှာအကောင်မိတ်နေလို့အဲ့ဒီကောင်မိတ်တဲ့အချိန်ကိုခင်ဗျားဘင်းဘူးကလိုက်မစားဘူးလားစားပြီးတော့ပြန်ထိုင်အလဲပြန်ထိုင်မထိုင်ဘူးလားဒီမှာလည်းဒီနေ့တူပဲတဲ့ခင်ဗျားတို့ဒါတွေပေါ်လို့ရှိရင်ပေါ်ရအောင်ဖြစ်ဖြစ်သလိုက်ရှု ြီးတော့မှဘယ်မှရှိကြရမရှိဟောဒီအလဲမှာဆိုတဲ့ဟာရယောက်စုတည်းကလာတဲ့ဆွတ်စိတ်ဝင်စိတ်အလဲပြန်ထိုင်ရှုသဘောပါလားဒါဖြင့်ဒီကပေါ်လို့ရှိရင်ဒီလိုက်ပေါ့မရှိရင်ပဲပြန်ထိုင်အလဲပြန်ထိုင်တော့ဖွဲ့တဲ့စိတ်ကလေးလဲအနေစားပဲဝင်ဝင်လို့တဲ့စိတ်ကလေးကောသောအောင်လို့တဲ့စိတ်ကလေးကောဝင်လို့တဲ့စိတ်ကလေးကောအဲရှုရင်းမတတ်နဲ့ဒီကနေပြီးကာလကိုပေါ်ဒီဝင်နေလောဘလေးကဖြတ်ကနေကလေးလေးကဟောတန်ကြတယ်နဲ့အင်း ခင်တဲ့စိတ်ကလေးပေါ်လာတယ်ဆိုလို့ရှိရင်ဒါဖြုတ်ပြီးရှေ့ကိုမရှိဘူးလေးလိုက်ယူသဘောကျမခင်ငါဘာလဲဒီဘက်လိုက်ပါဆိုတော့ကျင်းနပ်ပလားကောင်းနေတာဖြင့်ဒကာဓမ္မတွေသဏ္ဍာန်၌ဧည့်သည်၁၁ယောက်ပေါ်လို့ရှိရင်လေဧည့်သည်၁၁ယောက်တစ်ခုတည်းပေါ်မှာဖြစ်သောကြောင့်တစ်ခုလိုက်ဧည့်သည်တွေကတခုပေါ်ပြီးနောက်ကမလာတော့ဘူးဆိုရင်တပွဲလုံးကဘယ်လိုက်ကြမလို့အိမ်တွေလိုက်ရှင်းကြအိမ်တွေကတော့ခင်ဗျားတို့ ူများမရှိရင်သူရှိရသူမရှိရင်ခင်ဗျားတို့ဘိုင်းနဲ့လက်တည်းသဘောကျသူတို့နှစ်ခုသာမရှိရင်ဘိုင်းလဲသူတို့ကသက်ဆောင်ဖို့ဗျရှင်းကြဗလားဒါဖြင့်ဒကာဓမ္မတွေရှုเสียပဲမျိုးပါလေ73ခု9နဲ့လိုက်ရှုပါသဘောကြဗလားဒီဟာတွေဧည့်တယ်ဆိုတာလဲပြည့်ဧည့်တယ်ဆိုတာလဲဒကာဓမ္မတို့တစ်ခါတလေမှပေါ်လို့အတွင်း9ခုကိုအတွင်းဧည့်တယ်ဆိုတာကော တခါဒီလိမ္မာပေါ်လို့ဆိုတာသိကြဘူးလားတကယ်မောင်းထနိုင်လို့ရှင်းမလားဒီတရားနှစ်ခုကတော့ဖြစ်သူများမရှိရင်သူတို့အမြဲတမ်းခန္ဓာကိုယ်စောင့်အောင်မသိအောင်စောင့်နေရမယ့်တရားဆိုတာသဘောကျအဲ့တော့ဟိုဒကာဓမ္မတို့ဒါပေါ်ရာကိုလိုက်နိုင်မယ်ဆိုလို့ရှိရင်ဒီတစ်ခုလုံးကဖြစ်ပြဲလိုက်နေတဲ့အမောဟာမက်ဖြစ်သွားသဘောကျကဲရှုရကြပါလားရှုရပါဘူးရှုစရာဘယ်နှခုပါလဲ အဲ73ခုဟာပေါ်တော့ဘယ်နှခုပေါ်တတ်တယ်တခုပဲပေါ်တယ်ဆိုတာသိကြဘူးလားအဲ့ဒီတခုသာအဲ့ဒီပေါ်တဲ့ဧည့်တဲ့တခုပြောက်သွားရင်ဘယ်လိုက်ကြမလဲအိန္ဒြေကိုလိုက်ရမယ်ဆိုတာသိကြဘူးလားအဲ့တော့ခမားတို့ဒီရှုတဲ့ဉာဏ်လေးအမြဲတမ်းအိဋ္ဌာနဲ့မက်ကနေတွဲမတွဲရဘူးလားဘာလဲဘာတွဲအိဋ္ဌာနဲ့မက်ကနေတွဲနေတော့ ဒဂရမလို့သိတဲ့တိုင်နဲ့ကိလေသာကြားခုတဲ့ကိလေသာကြားမခုလို့ရှိရင်ဖြင်းဖရာကခေါ်လိုက်မနဲ့အာထုညံ့နေသောတာပန်ဒီဖေးသဘောကြမနဲ့အာထုရဲ့အဲ့တော့ဖြစ်ပြဲမဲ့ဖြစ်ပြဲမဲ့ဖြစ်ပြဲမဲ့လို့ခမားတို့ကလိုက်နေကြမယ်ဆိုတော့ဖြစ်ပြဲနဲ့မဲ့ပဲရှိတော်တယ်ဒဂရမတို့ဒီပြင်လောကဒါသာမောဟသာယသမီးရှိဝါယသောကပရိဒီဝါလာသေးရဲ့ အဲ့ဒီလိုမလာလို့ရှိရင်ကွာတဲ့ညနေအားထုတ်မနေရပါဘူးဘယ်လောက်ညံပါလဲရှင်းမလားညနေအားထုတ်ရင်မနေအားထုတ်ရင်အဲ့တော့ဒီလောက်အရလွယ်တဲ့ဥစ္စာကိုဘုရားသခင်ကိုရမင်းကြီးကဗောဓိယာဇကုမာရမင်းသားကိုလည်းသေသေးချာချာဟောထားတာရှိပါတယ်အဲ့ဒီကတော့ရှိနေတော့ဒဂရမကြီးဘယ်နဲ့ရောက်မညံဘုညာနိဗ္ဗာန်မရကြပါလိမ့်မလို့လို့မေးတဲ့အခါကျတော့ရှိနေအသိကမကြိုက်ဘူး ပေါ်ရအပြက်နဲ့မန်းနဲ့ကအပြက်နဲ့မန်းနဲ့ကမကြိုက်တော့ကြိုက်နည်းကိုလည်းဆရာကမပေးလို့လည်းမရတဲ့အကြောင်းဒါခမားတို့ခန္ဓာကိုယ်ထဲမှာပေါ်တဲ့ဓမ္မတွေဆိုတော့ဒါတွေကလည်းရှုလိုက်တဲ့အခါကျတော့မြင်စိတ်သာဆိုရတယ်ရှုဒီကနေ့လိုက်ရှုလိုက်တဲ့အခါကျမြင်စိတ်ရှိရဲ့ပါတွေ့ဒါပြအနိစ္စသူကအနိစ္စရှုတာက ဒါကြောင့်ဒီကဲလို့ကြားစိတ်ကလေးပေါ်လို့လိုက်ပြန်တော့လေခင်ဗျားတို့ကြားစိတ်ကလေးကချုပ်သွားပြီချုပ်သွားပြီးတော့မှဒီကနေလိုက်တဲ့အခါကျတော့ကြားစိတ်ကိုတွေ့သလားတဲ့အနိစ္စတွေ့ထို့သူဒီကရမတွေရှုစိတ်တိုက်လို့တွေ့သလားအနိစ္စတွေ့သလားရှိုက်စိတ်တိုက်သလားအနိစ္စတွေ့သလားဒါပြန်အနိစ္စပြက်တာကအနိစ္စရှုတာကမက်ကဒီလိုဆိုတော့ဒီကရမတို့ကိလေသာလာသေးရဲ့မလာတော့ဉာဏ်ရထားရင် မနဲ့အားထုတ်ရင်ညံ့နေရပါတယ်တပည့်တို့လိုပဲနဲ့ကြောင့်မရပါလိမ့်မလို့အိုးဒီစားလုတ်ကိုမလုတ်သေးလို့မရတာဥက္ကမောပဲနဲ့ဆိုလုတ်ကိုမလုတ်သေးလို့မရလုတ်ကိုမလုတ်သေးလို့မရတော့ဘူးဘာရင်များရနေတုံးမေးတဲ့အခါကျတော့မြင်တယ်လူကျင်တယ်ဆွဲလန်းတယ်အထုတ်တယ်ပရိစ္ဆာသမုပ္ပါပဲပြန်ရကြားတယ်ခင်တယ်ဆွဲလန်းတယ်အထုတ်တယ်ဘာပြန်ရလဲ ရိယဟောပြန်ရနေတော့သံဃာချက်မဲ့တရားကြီးပြန်ရသဘောကျလားဒီမွေးတယ်မွေးတဲ့စိတ်ကလေးပေါ်လာတာမွေးတာလေးကိုကြိုက်တယ်ဆွဲလန်းတယ်အာထုတ်ပြီးယူမယ်ဆိုတာကောပြောခင်ဗျားတို့ကမက်ကိုလိုက်ကြလားပရိစ္ဆေမဟုတ်ပါပဲလိုက်နေသလားပရိစ္ဆေမဟုတ်ပါလိုက်နေတော့အာထုတ်တယ်ဆိုတော့ကမ္မဘောကမ္မဘောဖြစ်ရှာဒါဖြင့်ခင်ဗျားတို့မှာဒုက္ခသာလက်လိုက်နေတာပဲရှင်းကြပါလား မက်ကလိုက်ပါရလားဥက္ကမဘာသစ္စာတွေသာနောက်လာနေတော့ဒုက္ခသစ္စာလာကြောင်းသာခင်ဗျားတို့ကြိုးစားနေတယ်မက်ကသစ္စာလာကြောင်းကြိုးစားရလားဩပါရမီမရှိလို့လာတို့ကိုကနင်းမရလို့မလုဖြစ်လို့လာဆိုတာယနေ့အကဲခတ်ကြည့်ပါပါရမီမရှိလို့လာမမလုလို့လားမလုလို့ပါဆိုတာမသိကြသေးဘူးလားဒီနေ့ကစပြီးကိုယ့်ကိုယ်တနာရင်လုပ်ပါ Velho Malale.